ီနေ့မှဒေါ်နာရယ်မှာမိုင်ကနန်တို့ကိုချက်စီးတို့မခေါ်ယူဖြစ်ခဲ့တဲ့အကြောင်းရင်းစိတ်တမျှအားလုံးပဲမင်္ဂလာပါလူလိုင်ယွန်ကင်းကနေတင်ဆက်နေပါတယ်ချက်စီးဘောလုံးသင်းဟာသူတို့ရဲ့ဂိုဒမာပိုင်းဆိုင်ရာမဟာဗျူဟာမှာရေရှည်တွေးခေါ်မှုကိုဦးစားပေးနေတယ်ဆိုတာကိုရောဘတ်ဆန်ချက်ကိုစက်ထိန်တာပြီးအိုက်ဗန်ဒါလိုလူငယ်ဂိုဒမာကိုပြုစုပြိုးထောင်နေတဲ့လောက်ရကတက်တည်ပြပါတယ်ဒီချိန်ကပီတာချက်ရင်နေရာကိုစားထိုးဖို့အတွက်ကော့တွိုက်စ်ကိုပြိုးထောင်ခဲ့တာနဲ့တောင်တူနေပါတယ်အဲ့ဒီမဟာဗျူဟာအောင်မြင်ခဲ့တာကြောင့်လဲ အိုက်ဗန်ဒါကိုရောဘတ်ဆန်ချက်နဲ့တွဲဖက်ပြီးပြုစုပြိုးထောင်နေတဲ့ပုံစံကအလားတူရေရှည်အစီအစဉ်တစ်ခုလို့မြင်ရပါတယ်။ရိုနာဒယ်မာနဲ့မိုက်မိုက်ဂရန်လိုကမ္ဘာစစ်မီဂိုးသမားတွေကိုအသေးအတန်မလှုပ်ရှားခဲ့တာကလည်းဒီချက်ကြောင့်ပဲဖြစ်မယ်လို့ယူဆမိပါတယ်။ချက်စီးဟာသူတို့ရဲ့ဂိုးသမားပိုင်းဆန်ရမဟာဗျူဟာမှာရေရှည်တည်ငြိမ်မှုကိုဦးစားပေးတဲ့ချင်းကပ်မှုကိုအသုံးပြုနေပါတယ်။ရောဘတ်ဆန်ချက်ဟာလက်ရှိမှာချက်စီးရဲ့အဓိကဂိုးသမားဖြစ်တာဝန်ယူတာပြီးသူ့ရဲ့စွမ်းဆောင်ရာပြီးခဲ့တဲ့ရာသီထက်ပိုမိုတည်ငြိမ်လာတာကိုတွေ့ရပါတယ်။အသက်25နှစ်ရှိပြီဖြစ်တဲ့ဆန်ချက်ဟာ အသက်အရွယ်ရဂိုးသမားတဦးအတွက်အကောင်းဆုံးအချိန်ကာလစီကိုဦးတည်နေပါတယ်။သူ့ရဲ့ဘောလုံးဖျက်ဝင်မှုစွမ်းရည်ဂိုးပေါက်ထဲမှာတည်ငြိမ်မှုဟာချက်စီးရဲ့လက်ရှိအသင်းဖွဲ့စည်းပုံနဲ့ကောင်းစွာအံဝင်ခွင့်ကြပြက်လာပါတယ်။ရောဘတ်ဆန်ချာဟာချက်စီးရဲ့ဂိုးပေါက်မှာခိုင်မာတဲ့နေရန်တစ်ခုလိုရက်တည်နေပြီးသူ့ရဲ့စွမ်းဆောင်ရည်ဟာမနစ်ကကတော့ကစားဖြစ်နေရကနေအခု AC တည်ငြိမ်လာတဲ့ပုံစံဖြစ်လာပါတယ်။ဒါကြောင့်ချက်စီးကသူ့ကိုဆက်လက်ယုံကြည်ပြီးဒိုနာရဲမှာဒါမှမဟုတ်မိုင်းနိုလို ကမ္ဘာစစ်မီဂိုးသမားတွေကိုတဲတံမလိုက်လံခဲ့တာလို့ယူဆရပါတယ်။ နောက်ထပ်တစ်ချက်ကတော့ပို့ပြီးအရေးကြီးပါတယ်။ဒါကမှချက်စီးလို့လှုပ်ဆောင်နေတဲ့မဟာဗျူဟာဖြစ်ပါတယ်။ဘိုင်ဘန်တာအသက်၁၈နှစ်သာရှိသေးတဲ့လူငယ်ဂိုဒမားတူဖြစ်ပြီးချက်စီးရဲ့ရေရှည်အစီအစဉ်မှာအရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာနိုင်ပါတယ်။သူ့ကိုအက်တလတီကိုမက်ဒရစ်ကိုအငားချပြီးရင်းချက်လာချိန်မှာပြန်ခေါ်ယူခဲ့တဲ့ကော့တရိုက်စ်တုံးကလို့တင်တူးတဲ့မဟာဗျူဟာကိုချက်စီးကဘိုင်ဘန်တာအတွက်ပြင်ဆင်ထားပုံရပါတယ်။ဘိုင်ဘန်တာချက်စီးရဲ့ဂိုးပေါက်ထဲမှာအနာဂတ်မျှော်လင့်ချက်ဖြစ်စိုက်ထားတဲ့တစ်ပင်ငယ်လေးတစ်ပင်လို့တောင်တင်စားချင်ပါတယ်။ဘိုင်ဘန်တာကအခု Star Bot မှာပါ သူ့ကိုဆက်ပြီးအငားချပေးထားမယ်ဆိုရင်နောက်တစ်နှစ်ဒါမှမဟုတ်နှစ်နှစ်တွင်ပွဲပေါင်း100လောက်ကစားဘူးတဲ့ရင်းချက်တဲ့ဂိုးသမားတဦးဖြစ်ပြောင်းလဲလာနိုင်ချေအများကြီးရှိပါတယ်ဒီလိုရင်းရှိတွေးခေါ်မှုကချက်စီးရဲ့ဂိုးသမားပိုင်းဆိုင်ရာတည်ငြိမ်မှုကိုအာမခံပေးနိုင်မဲ့စီစဉ်တစ်ခုဖြစ်ပါတယ်ဒီနေ့မှာတော့ဒွန်နာရယ်မှာမိုက်ကနန်တို့လိုထိတ်တန်းဂိုးသမားတွေကိုခေါ်ယူနိုင်မဲ့အခွင့်အရေးမျိုးရရှိခဲ့ပါတယ်ချက်စီးနဲ့လည်းသတင်းတွေထွက်ခဲ့သေးပေမဲ့ချက်စီးဘက်ကအပြင်းထန်လှုပ်ရှားတာမျိုးတွေမလုပ်ခဲ့ပါဘူးဒီဂိုးသမားနှစ်ယောက်ကကမ္ဘာထိတ်တန်းဂိုးသမားတွေဖြစ်ပေမဲ့သူတို့ကိုခေါ်ယူဖို့စူးစမ်းမှုဟာ ရောဘတ်ဆန်ချက်ရဲ့လက်ရှိစွမ်းဆောင်ရည်ကိုထိခိုက်စေနိုင်လို့ဘိုင်ဘန်ဒါရဲ့အနာဂတ်အလားအလာကိုလည်းပိတ်ဆို့သွားနိုင်ပါတယ်။ဒီလိုမှာပြောကအသင်းရဲ့ရေရှည်တည်ငြိမ်မှုကိုအာမခံပေးနိုင်မဲ့သုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ဘိုင်ဘန်ဒါဟာချက်စီးရဲ့နာဂတ်ဂိုးသမားဖြစ်ပြုစုပြိုးထောင်နေတဲ့လူငယ်ကစားသမားတဦးပါ။အသက်၁၈နှစ်သာရှိသေးတဲ့သူဟာအလားအလာကောင်းတွေပိုင်ဆိုင်ထားပြီးချက်စီးရဲ့ရေရှည်အစီအစဉ်မှာအဓိကခန်းကဏ္ဍအဖြစ်ပါဝင်လာနိုင်ပါတယ်။ရောဘတ်ဆန်ချက်ကိုစက်ထင်းထားတာဟာချက်စီးအသင်းရဲ့နောက်တန်းတည်ငြိမ်မှုကိုအာမခံပေးပါတယ်။အဲ့ရှိအသင်းဖွဲ့စည်းပုံမှာဆန်ချက်ဟာ နောက်တန်းကစားသမားတွေနဲ့အဆင်ပြေစွာတွဲပွဲကစားနိုင်နေပြီးသူ့ကိုကမ္ဘာစစ်မီဂိုးသမားတအူးနဲ့အစားထိုးဖို့ကြိုးစားမှုဟာအသင်းရဲ့ chemistry မိမှုကိုထိခိုက်စေနိုင်တယ်လို့ချက်စီးတာဝန်ရှိသူတွေကယူဆထားတာကြောင့်ဖြစ်ပါလိမ့်မယ်။ဒီကိုတို့ကဘယ်လိုမြင်ပါလဲ။ပြောခဲ့ကြပါဦး။သုံးထည်ကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။